เล่นเล่นเล่นจอดกูจอดกูจอดกูอย่างกับใครที่นี่ให้จอดลี่แต่น่ะเออ စ်ကောင်စီဟာပြစ်မှတ်အောက်ရောက်နေပြီဖြစ်တဲ့သေဘောဘူစခန်းကိုအလွယ်တကူပေးလိုက်ခြင်းပုံမရပါဘူး။ဘလဲဒိုစခန်းကိုတော်လန်ပူပေါင်းတပ်တွေကအလွယ်တကူသိမ်းပိုက်ပြီးအောင်ပွဲခံစားတော့အားမွေးနေစမှာပဲသေဘောဘူကိုစစ်ကူနိုင်ဖို့တပ်တွေဆေလွတ်ခဲ့ပါတယ်။အဲ့ဒါလို့ဆေလွတ်ရမှာ DKPA ထိမ့်ချုပ်ထားတဲ့စုံစည်းမြိုင်ဒေသကိုရောက်ဖို့ထိုင်းဘက်ချမ်းကနေစစ်ကောင်စီတပ်တွေဝင်လာတဲ့တည်င်းတွေဟာမနေ့ကမေလ29ရက်နေ့မှာစတင်ထွက်ပေါ်လာကြပါတယ်။ အကျန်းဖက်စစ်ကောင်စီတပ်တွေဟာထိုင်းနိုင်ငံဘက်ခြမ်းကရွာတွေကိုပါဝင်ရောက်ဖျက်ဆီးနေတဲ့ဗီဒီယိုမှတ်တမ်းတွေလည်းအထင်ရှားပေါ်ထွက်လာပါတယ်။ DKPA ဘက်ကတော့၎င်းတို့ထိန်းချုပ်ထားတဲ့စုံစည်းမြိုင်ကိုမင်းအောင်လှိုင်တပ်တွေရောက်လာတဲ့အပေါ်မှာလက်မခံဘဲကန့်ကွက်ခဲ့ကြောင်းသတင်းတွေမှာဖော်ပြထားကြပါတယ်။ဘုံဝင်လေးဒီလိုဟဲ့ငါနော်ဘာလဲနော် တော့အေးရောလေးတော့ဟိုတော့မှာပေါ့အေးရေဟိုမှာဟိုမှာဟမ်တော့မှာလေးပြီးမှလည်းပြောနေဟိုအေးကရင်လက်နဲ့ကင် DKB ရဲ့တက်ဟာຫນွေဥတော်လိုင်းရဲ့ကာလအတွင်းမှာစစ်ကောင်စီကိုပါဝင်မတက်ခိုက်ပေမဲ့မကြသေးခင်ကထိုင်းနဲ့တရုတ်တို့ပူးပေါင်းပြီးတိုက်ဖြတ်ခဲ့တဲ့ကြားဖြန့်ပြဿနာအတွင်းမှာတော့ပါဝင်နေတာတွေ့ရပြီး၎င်းတို့ထိုင်းချုပ်နယ်မြေတွင်းကကြားဖြန့်လုတ်သားနိုင်ငံသားထောင်ပေါင်းများစွာကိုထိုင်းဘက်ကို ပို့ပေးနေကြတာတွေ့ရပါတယ်အဲ့ဒီနောက်မှာပဲ တမဟာ6နဲ့တမဟာ9ထိမ့်ချုပ်နယ်မြေတွေမှာစစ်ရေးတွေပြင်းထန်လာခဲ့ပါတယ်။မေလ29ရက်နေ့မှာပဲတိဘောဘုတ်ကိုစစ်ကူတွေလာပြီးလို့သတင်းကြားရသလိုအဲ့ဒီနေ့မှာပဲတော်လိုင်းပူပေါင်းအဖွဲ့တွေဟာအဲ့ဒီအဖွဲ့ကိုကြားပြတိုက်ခိုက်နေပြီဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Cobra Colon 2 Venom စစ်ကြောင်းကတိုက်ပွဲသတင်းကိုဖော်ပြခဲ့ရမှာတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့တိဘောဘုတ်စစ်တပ်စခန်းကိုမေလ29ရက်နေ့ကစစ်ကူလာတဲ့အင်အား90ကျော်ပါစစ်ကြောင်းအား ဆုံစည်းမြိုင်ကြေးရွာနီးသို့ရောက်ရှိစဉ် KNL PDF ဗျူဟာ30နှစ်ပူပေါင်းစစ်ကြောင်းများနဲ့တူကျွန်တော်တို့ Cobra Colon 2 Venom စစ်ကြောင်းမှပိတ်ဆို့ပြီးတိုက်ခိုက်ချိန်မုံရာယနေ့မေလ28ရက်နေ့မနေ့ပိုင်းမှာအဆိုပါစစ်ကြောင်းအားချိန်မုံရှင်းလင်းနိုင်ခဲ့ပြီး

ခင်ဗျာဒီလိုခါရပါလေကျွန်တော်ပုံထားခဲ့ပါတယ်ခင်ဗျာပုံထားခဲ့တယ်ပုံထားလေးပေါ့ခဲ့ပေါ့ခဲ့မောဒီမပေးစီဒီမောမောမောစစ်ကောင်စီဘက်မှစစ်သား၁၀ယောက်ကျော်အရှင်ဖမ်းဆီးရရှိကလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့ပါသည် မွန်လွဲပိုင်းမှာတော့စစ်ကောင်စီကရက်130တိုက်လေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ပါသည်လို့မေလ28ရက်နေ့မွန်လွဲပိုင်းမှာတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။နောက်တစ်ခါစစ်ကူလာတာ80လောက်မှာဖမ်းမိတာက10កောင်15កောင်လောက်ဖြစ်တယ်။ထိုင်းဘက်ပြေးတာက10កောင်နီးပါးရှိကြောင်းយေတာထားပြီးဒီយေတာချက်ရဆိုရင်တော့အင်အား80စစ်ကူတပ်ဖွဲ့မှာအ ਨੇ ဆုံးစစ်ကောင်စီတပ်သား25ဦးသေဆုံးသွားပြီဖြစ်ကြောင်းမှတ်ယူရမှာဖြစ်ပါတယ်။ တမဟာ6နေမြေကမြေပြင်တိုက်ပွဲတွေမှာပါဝင်ထောက်ပို့ကူညီနေတဲ့ကိုရဲမင်းကလည်းသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာတည်င်းတူတစ်ခုကိုဖြန့်ဝေခဲ့ပြီးမှတ်တမ်းပုံနဲ့တကွာထုတ်ပြန်ခဲ့ပါတယ်ကိုရဲမင်းပြောတာကမနေ့ကတော့ဆရာကြီးအထာတွေနဲ့လမ်းပေါ်မှာလမ်းတလားပြနေတာဒီနေ့တော့မြောင်းထဲမှာတောင်ရင်မြစ်ဘေးကကောင်တွေပဲထိုင်းဘက်ပြေးကျင်ရတာမြင့်နဲ့ဝေးရင်တော့ဒင်းတို့ပြေးစရာမြင်မရှိအလုံးဖုံရှူတော့တာပဲဟူ၍ဖြစ်ပါတယ်မနေ့ကတည်င်းတွေထဲမှာတော့စစ်ကူလာတဲ့စစ်ကြောင်းဟာနှစ်ကြောင်းဖြစ်တယ်လို့ဒေသခံတွေကပြောဆိုထားပါတယ် မေလာ29ရက်နေ့ကတည်င်းကိုပြန်ပြောပြရရင်တော့ဒီစစ်တပ်ကမော်ကဲထိုင်းရွာဘက်ကိုရောက်မှသူများတွေ့ရတယ်အခုဆိုမဲကလာချောင်းတစ်ဖက်ကမှရှိသေးတယ်မကူရသေးဘူးအဖွဲ့ကနှစ်ဖွဲ့ပါစစ်ကြောင်းနှစ်ကြောင်းချီတက်လာတယ်လို့သိရတယ်တဖွဲ့ကအင်အား90တဖွဲ့ကအင်အား80လောက်ရှိတယ်ပေါင်းလိုက်ရင်100ကျော်တယ်လို့ဆိုထားပါတယ်ဒီသတင်းတွေထွက်လာခဲ့ပြီးနောက်မှာပဲမေလာ28ရက်နေ့မှာတော့ဒီစစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရတဲ့မှတ်တမ်းတွေဟာရှုထောင့်မျိုးစုံနဲ့တပ်ဖွဲ့မျိုးစုံစီကထွက်ရှိလာခဲ့ပါပြီ။ KNL KNDO PDF နဲ့ပူးပေါင်းဒုံးဖွဲ့တွေဟာစစ်ကူလာနိုင်တဲ့လမ်းကြောင်းကိုဖြတ်တောက်ရှင်းပစ်ပြီးဒေါနတောင်ရှိချမ်းမှာရှိနေတဲ့သေဘောဘိုးနဲ့ကနဲလေးကိုအကူအညီမဲ့အောင်ပိတ်ဆို့သိမ့်ပိုက်ဖို့စ조사နေခြင်းဖြစ်ပါတယ်။ဒီတခါဖြတ်တိုက်ခံရတဲ့စစ်ကူဖွဲ့ကထိုင်းဘက်ကိုထွက်ပြေးသူဟာ30နီးပါးဖြစ်တယ်လို့သိရပြီးပြီးခဲ့တဲ့ဘလဲရိုကိုသိမ့်စင်ကထွက်ပြေးသူဟာ62ဦးဖြစ်တာမို့အနည်းဆုံး62ဦးရှိခဲ့ပါပြီ။ အဲ့ဒီထွက်ပြေးစစ်ကောင်စီတပ်သားတွေပဲရောက်ပြီးပဲပြန်ပို့ခံရတယ်ဆိုတာစိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်လာပါတယ်။အင်အား90ဝန်းကျင်ခန့်စစ်ကူတပ်ဖွဲ့ကတော့ပျက်စီးခြင်းမလားဖြစ်သွားခဲ့ပါပြီ။အဲ့ဒီနောက်မှာတော့ DKPA ဌာနချုပ်စုံစည်းမြိုင်ကြီးပြာကိုစစ်ကောင်စီကဘုံကျဲသွားလို့ကလေးတူဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီအမြေပြင်မှာတိုက်တိုင်းရှုံတဲ့အဖွဲ့ဆိုတာအင်တာနက်ဆက်သွယ်ရေးခင်မှာတော့ကဘာတိဖြစ်လာခဲ့တာညင်းမရပါဘူး

စစ်ကောင်စီကိုမတော်လာမဲ့အေးအေးဆေးဆေးဖြစ်နေတဲ့ DKB နေမျိုးကိုအခုလိုဘုံကျဲလိုက်တာဟာ တော်လန်စစ်ထဲကို DKBA အရောက်သွားဖို့အပါခေါ်ခြင်းမျိုးသဘောဆောင်တယ်လို့တွေးတိုးဆတဲ့သဘောလိုလည်းယူဆနိုင်ပါတယ်စစ်ကောင်စီကိုဒီတစ်ခါအမြင့်ပြအောင်ချဖို့ကြွေးကြော်ထားတဲ့တော်လန်ကြီးလက်ရှိအချိန်မှာတော့တတိအထားရဆုံးဟာလေချောင်းဘုံကျဲမှုတစ်မျိုးတည်းသာဖြစ်ကြောင်းဆိုရမှာပါအရသာပြည်သူခလေးတငယ်များစွာနဲ့တော်လန်လူငယ်တွေရဲ့အသက်ကိုလည်း လေတက်နဲ့ဒရုန်းပုံများကအချင်း၆နိုင်ဆုံးဆိုတာညင်မရပါဘူးတစ်ဖက်မှာလည်းကြားနေနေကြတဲ့ကရင်လက်နက်ကင်တပ်တွေကိုမမှုပဲအခုလိုဘုံကျဲချင်းနဲ့ဖိအားပေးမယ်ဆိုရင်ဖြစ်လာမယ့်အကျိုးဆက်ကိုစစ်ကောင်စီကတွက်ချက်ရတော့မှအသေးချပါပဲလက်ရှိတိုက်ပွဲတွေဖြစ်တဲ့မြဝတီတောင်ပိုင်းဝေါ်လီတခွင်ကစခန်းလက်ကြံတွေသာကုံသွားရင်ကုံသွဲရေးမြို့ဖြစ်တဲ့ထိုင်းနယ်လဲအထက်ကဆက်ဆံနေရတဲ့မြဝတီဟာကရင်လက်နက်ကင်တပ်ပေါင်းစုများရဲ့ထိမ့်ချုပ်မှုအောက်မှာစစ်ကောင်စီလမ်းပျောက်ရအောင်မယ့်အခြေအနေပါ တိုက်ပွဲဖြစ်တိုင်းထိုင်းဘက်ကိုထွက်ပြေးနေရပြီးထိုင်းစစ်သားတွေဖမ်းဆီးထိန်းသိမ်းလိုက်တဲ့မင်းအောင်လိုင်လူတွေကိုထိုင်းဘက်ကဘဲကိုပြန်ပို့တယ်လဲအများစိတ်ဝင်စားနေစင်မှာပဲစစ်ကောင်စီရဲ့ YAK 130တစီတက်လာဘုံကျဲစင်မှာတော့ထိုင်းစစ်တပ်က F16 တိုက်လေရဲ့နှစ်စီးကိုဆစ်လွတ်လိုက်ကြောင်းထိုင်းတော်ဝင်လေတပ်ကသတင်းထုတ်ပြန်ပါတယ်မြေပြင်စစ်ကြောင်းစစ်ကိုလွတ်နိုင်ဖို့လမ်းပြောင်းနေတဲ့စစ်ကောင်စီဟာဘုံကျဲဖို့အရေးမှာလဲထိုင်းနဲ့နီကတ်လွန်းတာကြောင်းထင်ရှားဆိုင်ဖို့ခက်ခဲနေတဲ့အခြေအနေဖြစ်ပါတယ် ထောက်ပို့လမ်းကြောင်းအင်အားအပြည့်အဝရထားတဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းဖွဲ့တွေကတော့စိတ်တပ်ပိုင်းဆိုင်ရာတစ်ဖက်သားအသာစီးယူထားနိုင်ပြီးအခုဆိုရင်သစ်ဘောဘူးကနဲလေးမော်ခီချစ်တဲ့ပလေစခန်းများကိုပြစ်မှတ်ထားခြေမုံဖို့ချိုးစားနေကြပါပြီ။ကြားနေလိုလိုကြားဖြန့်လိုလိုနဲ့စီးပွားရေးကလက်နဲ့လူသူပါတောက်တင်းတဲ့ BGF DKB အဖွဲ့များကသာတော်လိုင်းရဲ့တပ်ပေါင်းစုထဲပါဝင်လာရင်တော့

ဟဲ့လည်းလည်းဆက်တယ်လေဟိုကျွန်တော်ပြောပြတယ်ဟာဟိုဟိုနေမှာအဲ့နာတောင်ပိုင်းမှာကရင်ပြည်နယ်မြောက်ပိုင်းပွဲချမ်းနေပြီးမြောက်ပိုင်းမှာတော့ကချင်ပြည်နယ်ဗမော်နဲ့ဖားကန့်ဖြစ်ပါတယ်ဗမော်ကိုအလုံးစုံသိမ်းနိုင်ဖို့ KIA KPDF နဲ့ AA တပ်ပေါင်းစုတွေကတိုက်ဆို့တိုက်ခိုက်နေရဆဲအချိန်မှာ ဖကန်ကိုခြိလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေကတော့ဖကန်ကိုထိခိုက်သေးဆုံးမှုများကြားမှာပဲအရောက်လာနိုင်ခဲ့ကြပါတယ်။ရန်ချက်ကိုမနေ့ကရောက်တဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေ100ကျော်လောက်ရှိမယ်ထင်တယ်။ဒီစစ်ကြောင်းတွေကရန်ချက်ကနေထွက်ပြီးတော့လေပြင်းလမ်းကြောင်းတိုင်းထွက်လာတယ်။လေပြင်းကနေငင်းချမ်းသာယာလမ်းကိုတွားတဲ့လမ်းမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်တယ်။နောက်စစ်ကောင်စီတပ်ရှိတဲ့လုံခင်မှာလည်းတိုက်ပွဲဖြစ်နေသလိုခွန်စာကုန်းရဲစခန်းနဲ့မြောက်ကုန်းစစ်တပ်နေရာတွေဘက်မှာလည်းတိုက်ပွဲဖြစ်နေကြတဲ့အကြောင်းဒေသခံတွေကပြောနေပါဗျာ။ ဟာကံမြို့ဝင်ရမ်းချက်ဆက်ရုံမှာရောက်ရှိနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေမှာမနေ့ပိုင်း9နိုင်ခွဲဝန်းကျင်ချင်းဖားကံပြူဟာကုန်းဘက်ကိုဦးတည်ပြီးစစ်ကြောင်းထွက်ခွာခဲ့ရာ KIA နဲ့တော်လိုင်းကြီးပူပေါင်းတပ်တွေကလမ်းကြောင်းပိတ်ဆို့တိုက်ခတ်ခဲ့တဲ့အတွက်၃00နေရာလောက်မှာတိုက်ပွဲပြင်းထန်ခဲ့ကြတာပါလုံကင်းရာပြင်ပါဝင်အနီးနားရွာကဒေသခံတွေကတော့စစ်တပ်စစ်ကြောင်းရောက်လာတဲ့မနေ့ညပိုင်းကတည်းကထွက်ပြေးတိမ်းရှောင်နေရတယ်လို့ရွာခံတချို့ကပြောနေကြပြီး KIA ပြန်ချာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်း ဖားကန့်ပြူဟာနဲ့မြို့တဲကတချို့နေရာတွေမှာစစ်ကြောင်းတွေရောက်လာတာကိုအတည်ပြုထားပါတယ်။ဖားကန့်ကိုရောက်တဲ့အဖွဲ့တွေဟာလုံကင်းနဲ့ဆိုင်းတောင်တဝိုက်မှာဆက်နေနေမယ်ဆိုရင်တိုက်ပွဲကကြာသွားနိုင်ကြောင်းဒီလိုမဟုတ်ပဲပြူဟာကုန်းဘက်ကိုဆက်တက်သွားမယ်ဆိုရင်တိုက်ပွဲကမကြာနိုင်ဘူးလို့ဒေသခံတွေကတွက်ချက်နေကြတာရှိပါတယ်။ အင်အား600ဝန်းကျင်ထိရှိတဲ့စစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ဧပြီလကတည်းကဖြန့်ကျက်တက်လာကြပြီးလမ်းတစ်လျှောက်မှာ KIA နဲ့ပူးပေါင်းတပ်တွေကနှီးမျိုးစုံနဲ့ကြားဖြတ်တိုက်ခိုက်တာကိုခံခဲ့ရပေမဲ့မနေ့ကမေလ29ရက်နေ့မှာတော့လုံခင်ရမ်းချက်ဆက်ယုံတဲ့ကိုအင်အား100ဝန်းကျင်ရောက်ရှိလာနိုင်ခဲ့ပါတယ်အဲ့ဒီလိုရောက်ရှိလာနိုင်ပြီးမေလ28ရက်နေ့မနက်ပိုင်း8:30မိနစ်ခန့်ကစပြီးတိုက်ပွဲတွေပြင်းထန်စွာဖြစ်ခဲ့တာပါ တိုက်ပွဲမဖြစ်ခင်ကတော့ KIA နဲ့ပူးပေါင်းတပ်တွေကလုံကင်းနဲ့ဖားကန်တဝိုက်တိုက်ပွဲတွေဖြစ်လာနိုင်လို့ဘေးလွတ်ရာကိုပြည်သူတွေအချိန်မီရှောင်ရှားကြဖို့ဒေသခံတွေကိုလိုက်လံတတိပေးခဲ့တာကိုမှတ်တမ်းဖိုင်များနဲ့တကွာတွေ့ရပါတယ်။ ဖကန်ရဲ့လက်ရှိအခြေအနေဟာဖကန်တက်စကန်အများပြားကို KIA ကတိုက်ယူထားပေမဲ့ဒေတာတွင်မှာအရေးပါတဲ့ဖကန်ပြူဟာကုန်းလုံကင်းပြူဟာကုန်းလုံကင်းရဲစကန်ကန်စီပြူဟာကုန်းနဲ့ဖကန်မျိုးမှရဲစကန်တို့ကိုစစ်ကောင်စီတပ်ကသာထိန်းချုပ်ထားဆဲဖြစ်ပါတယ်ဖကန်ကိုရောက်လာတဲ့တပ်တွေဟာလုံကင်းရွာတွင်းကိုဝင်ရောက်လာပြီးနောက်ပြည်သူတွေကိုရိုက်နှက်ဖမ်းဆီးမှုများလှုပ်ဆောင်လျက်ရှိကြောင်းလည်းသိရပါတယ် လုံငင်းဘက်မှာသွားနေတဲ့ကားကိုပြစ်ကတ်တာဇနီးမောင်နှံတန်ရရတယ်ဆိုင်ကယ်စီးလာတဲ့ပြည်သူတို့လည်းပြစ်တာခံရတာရှိတယ်အဲ့ဒါကတော့အလောင်းသွားမယူရဲသေးဘူးလို့သိရပါတယ်နောက်ပြီးပြည်သူ၁၀ဦးထက်မနည်းရိုက်နဲ့ဖမ်းဆီးထားတာရှိတယ်လူသားတိုင်းဖမ်းဆီးသွားတဲ့သဘောလိုယူဆနိုင်တဲ့အကြောင်းဒေတာတွင်းသတင်းတွေက ဆိုကြပါတယ်စစ်ကောင်စီအားကြောက်စိမ့်ထွက်ရာဖားကန့်တခွင်ကိုလက်မလွတ်ရအောင်အခုလိုအရင်ဒီအကြီးကြီးပိတ်ဆက်ပြီးပြန်လည်စိုးမိုးနိုင်ဖို့စူးစမ်းနေတာဖြစ်ပါတယ် မော်ကိုပြစ်မှတ်ထားနေရကအခုဆိုရင်ဖားကန့်ဘက်မှာလည်းတိုက်ပွဲတွေခက်ဆက်ဆိတ်ဖြစ်လာနိုင်တာကြောင့် AIA နဲ့တော်လိုင်းကြီးပူးပေါင်းတပ်တွေကဗမော်ကိုပြစ်မှတ်ထားနေရကအခုဆိုရင်ဖားကန့်ဘက်မှာလည်းတိုက်ပွဲတွေခက်ဆက်ဆိတ်ဖြစ်လာနိုင်တာကြောင့်ဒေသခံတွေဘေးလွယာကိုအ мян ဆုံးတင်းရှောင်ရမယ့်အချိန်လေးဖြစ်ပါတယ်ခင်ဗျာဒီကောင်ကိုတိမ်မှန်နေကြည့်ရအောင်